SM Life Channel နဲ့တင်လည်ကြည့်ခမှာကြိုဆိုပါရယ် Battle Harvest City Fellowship ကနဲ့ပြည့်ရဲ့နှုတ်ဘတ်တော်ကိုကျွန်တော်တို့အပတ်စဉ်တိုင်းတင်းငွေတွင်နေ့ညနေပိုင်းမှာကျွန်တော်ဆင်မြဲပြည့်ရဲ့နှုတ်ဘတ်တော်ကိုထုံလွန်လျက်ရှိပါရယ်ဆိုတော့ကျွန်တော် YouTube အပြင်တော်လကောင်းကျွန်တော်ကြည့်ရှုလို့ရပါရယ်ဆိုတော့ပြည့်ရဲ့နှုတ်ဘတ်တော်ကိုသူတို့ကလေ့လာဖို့ကျွန်တော်ရေးချထားတဲ့ဂျမ်ပိုက်ကတော့တုတ်တန်ကြအခန်းကြီး22အပိုင်ငယ်6နဲ့ဟေရှာယ50နဲ့3အပိုင်ငယ်14ပဲဖြစ်ပါမယ်ဆိုတော့ကျွန်တော်တို့ဖျားရဲ့နှုတ်ကပတ်တော်ကိုကျွန်တော်နဲ့အတူ တမချန်းစာကိုကြည်ပြီးမှသွားရအောင်ဆိုတော့တုတ်တန်ကြခန့်ချင်း22အပိုင်ငယ်6မှာသူငယ်သွားရာလန်ဝါ၌ဆုံးမသွန်တင်တော့သူပြုလင်းသူဒီအိုတော့အခါထိုလမမလွယ်လိုက်သွားလိမ့်မည်ဟေချာယ93အပိုင်ငယ်14တင်းဤတာသမီးအပေါင်းတို့တီထာဝရဖျားဆုံးမသွန်တင်တော်မူတော်သူဖြစ်၍များစွာသော စီးစိန်ချမ်းသာနှင့်ပြည့်စုံကြလိမ့်မည်ဖတ်တော်တဲ့နှုတ်ဘတ်တော်ရောက်စီတိုင်းပေါ်မှာဖျားရှင်ကောင်းကြီးပေးပါစေ။ ဆိုတော့ကျွန်တော်ဘုရားရဲ့နှုတ်ကပတ်တော်ကိုဆက်ကဆူတောင်းကြပါစို့တန်ရှင်းတဲ့ဘုရားနာမတော်ချီးမွမ်းနေဒီနေ့ကိုယ်ရဲ့နှုတ်တော်ထက်ကိုသာသမီတို့ကြားနာတဲ့အခါမှာသာသမီတို့တက်တာမှာတိဆောက်ရှာဖြစ်စေတော်မူပါကြားနာသူအတွက်တော်လကောင်းဟောပြောသူတော်တကောင်းကောင်းချီးမင်္ဂလာဖြစ်စေတော်မူပါကိုယ်ရဲ့ဘုန်းတော်ထင်ရှားဖို့ဖြစ်စေတော်မူပါယေရှုနာမဖြင့်ဆုတောင်းဆက်ကအနံ့ကြပါ၏ဖခင်သခင်အာမင်ဆိုတော့ကျွန်တော်ဒီကနေ့ဖခင်ရဲ့နှုတ်ကပတ်တော်ခုနကျွန်တော်ဖတ်တော်တဲ့တုတ်တန်ကြံအခန်းကြီး22အပိုင်ငယ်6 ဟေရှာယ53အပိုင်ငယ်14ကိုကျွန်တော်ဖတ်တဲ့အခါမှာကျွန်တော်ဒီလိုလေးကောင်းစဉ်ပေးချင်ပါတယ်။ထာဝရဘုရားဆုံးမတွင်တင်တော်သူငယ်ဆိုတဲ့ကောင်းစဉ်လေးကျွန်တော်ပေးပါရစေ။ဘာဖြစ်လို့လဲဆိုတော့လူငယ်ပေါင်းမြောက်များစွာရှိပါတယ်လောကမှာဘုရားသားသမီးဘုရားသားသမီးမဟုတ်သေးတဲ့လူငယ်ပေါင်းမြောက်များစွာ ရှိတယ်။အဲ့ထဲမှာမှာထာဝရဘုရားရဲ့အဆုံးအမနော်လက်ခံတဲ့သားသမီးတွေရဲ့အသက်တာမှာထူးခြားတယ်ဆိုတော့တမန်ကျမ်းစာထဲမှာအများကြီးကျွန်တော်တွေ့လို့ရပါတယ်။ အဲ့ဒါကြောင့်တုတ်တန်ကြအခန်းကြီး22နှစ်ပိုင်ငယ်ထောက်ကလည်းပဲဖော်ပြပေးထားတယ်သူငယ်သွားရလမ်းဝ၌ဆုံးမသွန်တင်လောတို့ပြုလင်သူဒီအိုတော့ကထိုလမ်းမှာမလွဲလိုက်သွားလိမ့်မယ်ဆိုပြီးခါမှာဖော်ပြပေးထားတယ်သူငယ်သွားတဲ့လမ်းကိုကျွန်တော်ဆုံးမဖို့လိုအပ်တယ်ဘာနဲ့ဆုံးမသလဲဒုံနဲ့ဆုံးမမလားစာအုပ်စာပေနဲ့ဆုံးမမလားကောင်စလင်းနေနဲ့ကျွန်တော်ဝပြီးခါမှာကျွန်တော်လောက်ကြမလား ဒါမဲ့တမချန်းစာထဲမှာတွင်တင်ပေးထားတဲ့အရာကတုတ်တန်ဆရာကြီးကသူငယ်တွားရလမ်းဝ၌ဆုံးမတွင်တင်လောသူ့ပြုလင်သူသည်ဟိုတော့ခါထိုလမ်းမှမလဲလိုက်တွားလိုက်မြင်အဲ့အပေါ်ပိုင်းကိုကျွန်တော်ကြည့်တဲ့အခါမှာဘာနဲ့ဆုံးမဖို့သူငယ်တွေကိုတွင်တင်ပေးထားလဲအတိကအဖြစ်ဖရားရဲ့နှုတ်ကပတ်တော်အဖြစ်တွင်တင်ပေးဖို့ကိုဖရားသခင်ကအလိုတော်ရှိတာဖြစ်တဲ့သူ့ရဲ့သားသမီးလူငယ်တွေကိုထူးသဖြင့်အဲ့အเจ้าရကိုဟေဆိုင်ရ93အပိုင်ငယ်74မှာ တင်ဤသားသမီးအပေါင်းတို့သည်ထာဝရဘုရားဆုံးမတွင်တော်မူသောသူ ဖြစ်၍များစွာသောစီးစိမ်ချမ်းသာနှင့်ပြည့်စုံကြလိမ့်မည်။အရာမကောင်းပါနဲ့။တင်ဤသားသမီးအပေါင်းတို့သည်ထာဝရဘုရားဆုံးမတွင်တင်တော်မူသောသူဖြစ်၍ဘုရားရဲ့နှုတ်ကပတ်တော်အဖြစ်အစဉ်အမြဲဆုံးမတွင်တင်ခံရတဲ့ဘုရားရဲ့သားသမီးတွေကတဲ့။တုတ်တန်ကျမ်းနဲ့ပြန်ရောမယ်ဆိုရင်ဥတော်အခါဘာဖြစ်မလဲ။ များစွာသောစီးစိမ်ချမ်းသာနှင့်ပြည့်စုံကြလိမ့်မယ်။လောကစီးစိမ်တည်းလားမဟုတ်ပါဘူး။ဘာပါတဲ့လဲစိတ်ချမ်းသာခြင်းနဲ့ပြည့်စုံမယ်။လောကမှာချမ်းသာမှုပေါင်းမြောက်များစွာရှိသောသူတိုင်းကစိတ်မချမ်းသာပါဘူး။လောကီစီးစိမ်ပေါင်းမြောက်များစွာတိတ်နဲ့တန်းနဲ့ဘီလီယံနဲ့ရှိကြပါတယ်။မြင့်တချင်းရှိလားမရှိပါဘူး။ဒါမဲ့ထာဝရဖျားနဲ့အတူရှိတဲ့ဖျားရဲ့သားသမီးတွေရဲ့ ထာဝရဘုရားရဲ့ဆုံးမတုန်သင်ခြင်းကိုခံတော်သူဘုရားရဲ့နှုတ်ကပတ်တော်ကိုလေလာလိုက်စားတဲ့လူငယ်ရဲ့အသက်တာမှာများစွာသောစီးစိမ်ရှိတဲ့အပြင်စိတ်ချမ်းသာခြင်းနဲ့ဗါရက်လေပြည့်စုံကြလိမ့်မည်ဆိုပြီးခါမဖို့ပြပေးထားတာကိုကျွန်တော်တွေ့လို့ရပါဖြစ်တယ်။အဲကြောင့်ဘုရားကိုချစ်တဲ့ဘုရားရဲ့သားသမီးတွေကျွန်တော်ရဲ့အသက်တာမှာ သူငယ်သွားတဲ့လမ်းကို ျွန်တော်ဖះရှင်အလိုရှိတာကသူ့ရဲ့နှုတ်ကပတ်တော်အတိုင်းတုံတင်ပြီးမှသူ့အသက်အရွယ်နဲ့မျှတဲ့စီးစိမ်ကောင်းချီးမင်္ဂလာကိုဖះရှင်ကပေးပြီးမှသူတပားကိုကောင်းချီးပေးနိုင်တော့သူငယ်များဖြစ်ဖို့ကိုဖះရှင်ကအလိုတော်ရှိတာဖြစ်တယ်အဲ့ဒါကြောင့်မဲ့ကျွန်တော်ခေါင်းစဉ်ပေးထားတာသာဝရဖះဆုံးမတုံတင်တော်သူငယ်ဆိုပြီးမှကျွန်တော်ခေါင်းစဉ်ပေးရခြင်းဖြစ်တယ်တင်းရဲ့သားသမီးတွေကိုတကယ်ပဲ ်ဖရာသခင်ရဲ့ကောင်းချီးမင်္ဂလာကိုတကယ်ပဲခံစားစေခြင်းသလားကျွန်တော်တို့ကိုယ်တိုင်ဖရာရဲ့သားသမီးတွေကတော့ဖရာသခင်ရဲ့ကောင်းချီးမင်္ဂလာကိုတကယ်ပဲကျွန်တော်ခံစားခြင်းလို့ရှိရင်ဖြက်လန်းမရှိပါဘူးအဲ့ဒါကဘာလဲတမာတရားကိုကောင်းကောင်းလေ့လာပြီးခမှတမာတရားကိုနာယူပြီးမှကျင့်ကြံပြုမှုတော်သူများဖြစ်ဖို့သိပြီးခမှရေးကြီးတယ်အဲ့လိုကျင့်ကြံပြုမှုတော်သူရဲ့အသက်တာမှာထာဝရဘုရားကအများစွာသောစီးစိမ်နဲ့ ချာနာချင်းပေးတယ်ပြီးဆုံးတော့ခုံးလဲဘုရားရှင်ကပြင်ဆင်ပေးတယ်လောကစီစိန်လဲချမ်းသာတယ်နောက်ပြီးမှစိတ်ချမ်းမှချင်းငြိမ်သက်ခြင်းလဲဘုရားရှင်ကထားပေးတယ်ဆိုတော့ကျွန်တော်တို့ကတွေ့လို့ရပါတယ်စီစိန်လို့ကျွန်တော်ပြောလိုက်တဲ့အခါမှာထားရဘုရားရှင်နဲ့လာတဲ့စီစိန်ကလောကီစီစိန်လောကုတ်တရားစီစိန်နှမျိုးလုံးပါတယ်ဆိုတော့ကျွန်တော်တွေ့လို့ရပါတယ်အဲ့တော့ကျွန်တော်ရဲ့အသက်တာအแทမှာ ကျွန်တော်ခေတ်ကာလဆုတ်ယုတ်တဲ့အချိန်မှာကျွန်တော်အသက်ရှင်ပေမဲ့လည်းပဲထာဝရဘုရားနဲ့ကျွန်တော်အတူရှိတဲ့အခါမှာဖရာသခင်ရှင်နဲ့လာတဲ့စီးစိန်ငိန်တခြင်းအဲ့အရာတွေပြည့်စုံပြီးမှအသက်ရှင်နိုင်တော့ခွန်ကိုဘုရားရှင်ပြင်ဆင်ပေးတာဖြစ်တယ်။ဒါကြောင့်ဖရာကိုချစ်တဲ့ဖရာရဲ့သားသမီးတွေကျွန်တော်အသက်တာထဲမှာဖရာရဲ့နှုတ်ကပတ်တော်အဖြစ်ကျွန်တော်သားသမီးတွေလူငယ်တွေကျွန်တော်အသက်တာကိုတိဆောက်ကြရအောင်လို့ထပ်လောင်းပြီးခါမှကျွန်တော်ခွန်အားပေးခြင်းနဲ့ ဲ့ဒါကြောင့်ကျွန်တော်ဒီနေ့ရွေးချယ်ထားတာထာဝရဘုရားဆုံးမတုံတင်တော်သူငယ်ဆိုတာကဘာဦးချမ်းနဲ့ပြာဒီချမ်းတီတော်ဖတ်ကြည့်ပါအများကြီးရှိပါတယ်။ဒါထက်လည်း popular တယောက်ကိုပဲကျွန်တော်ဒီနေ့မှာပေါ်ပြပေးပါမယ်။ဘာလို့လဲယောသတ်။ယမင်နာမည်ကြီးတယ်ယောသတ်ဆိုအားလုံးသိပြီးသားဖြစ်မှာပါ။ယောသတ်ဆိုတော့ကဘာဦးချမ်းအခန်းကြီး39ဖတ်ပါ။နောက်ပြီးမှ39အနဲ့50ထိပတ်ယောသတ်အကြောင်းအရာကိုကျွန်တော်တွေ့လို့ရတယ်။ဆိုတော့ယောသတ်ကိုကျွန်တော်ကြည့်တဲ့အခါမှာယောသတ်က10ယောက်မြောက်တော့နော် ယာကုပ်ရဲ့သားဖြစ်တယ်။သူကဖေကယာကုပ်ဒီပိသားပါအမေကဘယ်သူလဲယာခေလ။ယောသပ်အသက်16နှစ်ပြည့်တဲ့အခါမှာဖယားရှင်ကသူ့ရဲ့အကိုဒီကိုအသုံးပြုပြီးခါမှာဣရှေမေလလူမျိုးထံမှာရောင်စားကြတယ်ဆိုတော့ကိုကျွန်တော်ကတွေ့လို့ရတယ်။အဲရောင်စားတဲ့အခါမှာဣရှေမေလလူမျိုးတွေကလည်းသူ့ကိုဘယ်မှာရောင်းတယ်လဲ။သူ့ကိုအီဂျစ်ပြည်မှာရောင်းကြတယ် အီဂျစ်ပြည်မှာသူဂျုံဖြစ်တယ်ယောသားအထာနဲ့ပြီးတော့ဂျုံဖြစ်တဲ့အခါမှာပိုတီဖာအိမ်မှာနော်ပိုတီဖာဝယ်ပြီးခါမှာသူ့ရဲ့အိမ်မှာဂျုံဖြစ်တယ်အဲ့ဒါနဲ့ပြီးလားမပြီးသေးပါဘူးပိုတီဖာမရားကြောင့်သူပါပြန်ဖြစ်တယ်လေထောင်ကြပြန်တယ်ထောင်ထဲမှာထောင်မှုရဲ့မျက်နှာตาပေးခြင်းခံရတဲ့အတွက်ကြောင့်အိမ်မက်ဘာသာပြတ်နိုင်တယ်နောက်ဆုံးမှာအီဂျစ်ပြည်ကြီးက အစာခေါင်းပါခြင်းကိုခံရတယ်။အဲအစာခေါင်းပါခြင်းကိုခံရတဲ့အခါမှာဖယားကယောသလိကို training ပေးခဲ့တယ်၁၂နှစ်၁၈နှစ်လုံးလုံး training ပေးခဲ့တယ်။စကနနှစ်ကနေခေါ်ပြီးခါမှ training ပေးတဲ့ယောသလိဟာအသက်30ပြည့်တဲ့အခါမှာအီဂျစ်ပြည်အစာခေါင်းပါခြင်းကိုကယ်တင်ဖို့ဖယားရှင်ကသူ့ရဲ့နှုတ်ကပတ်တော်အဖြစ်သင်တန်းကို၁၃နှစ်လုံးလုံးပေးတယ် စတုံးနဲ့လုံးလုံးပေးတဲ့အခါမှာယောသလေးဟာနောက်ဆုံးမှာအဲကုတ်တို့ဘီဂျီကိုဘာလို့တလဲလွတ်မြောက်စေတယ်ဆိုတာကိုကျွန်တော်တို့ကတွေ့လို့ရပါတယ်အဲ့ဒါကြောင့်ကျွန်တော်ခုနပြောတဲ့ယောသဟာအသက်16နှစ်မှာအိရှမေလလူမျိုးထာမှာရောင်စားခြင်းကိုခံရတယ်ရောင်စားခြင်းကိုခံရပြီးတဲ့နောက်မှာယောသဟာအဲကုတ်တို့ဘီမှာကျုံဖြစ်တယ်ယောသဟာအဲကုတ်တို့ဘီဘယင်ရဲ့ မူးမဖြစ်တဲ့ပိုတူဖာအိမ်မှာဂျုံဖြစ်တယ်။အဲသူ့ရဲ့မယားချောက်ဘာဖြစ်လဲထောင်ထဲမှာအချင်းချာချင်းခံရတယ်။ထောင်ထဲမှာထောင်ဝင်းရဲ့မျက်နှာသာပေးချင်းခံရတဲ့အတွက်ကြောင့်ထောင်ထဲမှာအိမ်မက်မက်တဲ့လူနှစ်ယောက်ရဲ့အကြောင်းအရာကိုဘာသာပြန်နေ။အိမ်မက်ကိုပေါ်ပြတယ်။နောက်ဆုံးမှာရော့တတ်ဟာအဲကုတ်တို့ဘီရဲ့အစာကောင်းပါချင်းဘေးရနဲ့လွတ်မြောက်စေတယ်ဆိုတော့ကိုကျွန်တော်တို့ကတွေ့လို့ရပါတယ် ဒါယောသရဲ့ history ကိုအချင်းချုပ်လေးနဲ့ကျွန်တော်ပြောပြတာပါအဲကြောင့်ယောသရဲ့အသက်တာလေးမှာဘာကိုသင်ခန်းစာကျွန်တော်ယူလို့ရတယ်လဲဆိုရင်နံပါတ်1ယောသဟာငယ်ရွယ်ပြီမဲ့လေဖျားပေးတဲ့အိမ်မက်ယူပါယုံဟာဖျားရှင်ကသူ့ကိုအိမ်မက်ယူပါယုံပေးတဲ့အခါမှာသူ့ရဲ့အိမ်မက်ယူပါယုံကသူ့ပတ်ဝန်းကျင်အတွက်ဘာဖြစ်လဲဆိုတော့အနောက်အရှက်ဖြစ်လာတယ်အဲကြောင့် ထာဝရဘုရားတွင်ပင်ပေးတော်သူငယ်ကိုဘုရားရှင်ကဒီတိုင်းမထားဘူး။သူချစ်လို့နဲ့ရောတက်လေးကိုဘုရားရှင်ကအိမ်မက်ယူပါယုံပေးလာတယ်။အိမ်မက်ယူပါယုံပေးလာတဲ့အခါမှာသူ့ရဲ့အိမ်မက်ယူပါယုံကသူ့ညီအကိုရင်းနဲ့သူ့ရဲ့မိသားစုအတွက်အနောက်ရှက်ဖြစ်တယ်။အဲကြောင့်ရကိုကဘာဦးချခန်းကြီး30နဲ့ခေါ်အပိုက်ငယ်၈ကနဲ့7မှာဒီလိုဖော်ပြပေးထားပါဗျ။ညီကိုတို့ကလည်းတင်းတင်းငါတို့၌မင်းပြူရလိမ့်မည်လော့ ငါတို့ကိုအစိုးရလက်မီလို့ဟုပြန်ဆို၍သူ၏အိမ်မက်နှင့်သူ၏စကားအကြောင်းကြောင့်တာ၍မုံကြ၏တဆဲမှာထို့သောအပနှင့်အကိုတို့ကြားပြောသောအခါသူအိမ်မက်ကိုပြောတဲ့အခါမှာအဘကတင်မြင်သောအိမ်မက်သည်အဘဲသူနှင့်ငါနှင့်တင်အမိတင်အကိုတို့သည်တင့်ထန်တို့ဆင်စစ်လာ၍ဥညချရမီလို့ဟုသူကိုဆုံးမလေ၏စတိမှာအကိုတို့သည်သူကိုညှူဆူကြ၏အဘသည်ထိုအရာကိုမှတ်လေ၏ ဖယားရှင်ကသူချစ်တဲ့ရောတက်လေးကို training ပေးတဲ့အနေနဲ့တို့ခေါ်ဖို့ပြင်ဆင်တဲ့အခါမှာအိမ်မက်ယူပိုင်ယုံပေးတဲ့အခါမှာသူ့ရဲ့ပဝန်းကျင်အတွက်အနောက်ရှက်ဖြစ်လာပါတယ်။ဖယားကိုချစ်တဲ့ဖယားရဲ့တာသမီးတဲ့အသက်တာမှာဖုရားရှင်ကတင့်ကိုခေါ်လာတဲ့အခါမှာတင့်ကိုအိမ်မက်ယူပါယုံပေးတဲ့အခါမှာလူတိုင်းရဲ့ထောက်ခံမှုကိုမရှာပါနဲ့ထောက်ခံခြင်းမထောက်ခံလိမ့်မယ်ရောတလေးဘယ်သူမှမထောက်ခံဘူး ဒါပေမဲ့ဖရာရဲ့အကြံစီကအဲ့အတိုင်းပဲဖြစ်တယ်တဲ့ငိုအားပေးတယ်လို့ရှေ့ချင်မှရှိလိမ့်မယ်တယောက်မှအားမပေးတာလည်းဖြစ်မှာယောတာလေးဘသူမှအားမပေးဘူးသူ့မိသားစုသူနဲ့တွေးတွေးသေးကနဲ့ထွက်တဲ့ညီကိုတွေကတော့ရောင်စားချင်းကိုခံရတယ်မိတ်ဆွေတင့်ရတက်တာမှာဖခင်ကခေါ်တဲ့အခါမှာဖခင်ကတင့်ကိုပေးတဲ့ယူပါယုံဟာတင့်မိသားစုတင့်ဆွေမျိုးသားချင်းတင့်ပေါ်ဝမ်းကျင်အတွက်အနောက်အရှက်ဖြစ်နိုင်တယ် ဲ့ဒါကြောင့်တခါတလေကျအဲ့ယူပါယုံ အားဖြင့်တင့်ရဲ့ဆွေမျိုးသားချင်းနေတင့်ရဲ့တငယ်ချင်းနေတင့်ရဲ့ပတ်ဝန်းကျင်နေကသူ့တင့်ကို misunderstanding ဖြစ်နိုင်ပါတယ်အဲ့ကြောင့်ရောတလေးရဲ့အတ္တမှာကျွန်တော်ဒီလိုကြုံတွေ့တဲ့အခါမှာလည်းပဲဖះရှင်ကိုမစွန့်ပစ်ပဲနဲ့ဖះရှင်ရဲ့အလိုတော်တိုင်းအစဉ်မြဲလိုက်တယ်ဆိုတော့ကိုကျွန်တော်ကတွေ့လို့ရပါတယ်အဲ့ကြောင့်တင့်ရဲ့အတ္တမှာလည်း ီလိုဒီကြုံတွေ့လာတဲ့အခါမှာဖျားနောက်ကိုရောတက်လေးတို့တောက်လျှောက်လိုက်ပါလို့ကျွန်တော်ခွန်အားပေးချင်ပါတယ်။နံပါတ်2ချက်အနေနဲ့ဖျားထားသောအကြံအစီမပြတ်နိုင်ပါဘူး။ရောတက်လေးဖျားရှင်ကယူပါယုံပေးတဲ့အခါမှာသူ့ညီကိုအားလုံးကရောင်းလိုက်တယ်။ညီမျိုးစုံနဲ့အေဂုတ်တို့ဘီကိုရောက်တဲ့အခါမှာပျက်စီးလားမပျက်စီးပါဘူး။ဖျားပေးထားတဲ့ယူပါယုံကလူပေးထားတဲ့ယူပါယုံမှမဟုတ်တာမပျက်စီးနိုင်ဘူး။ ယောသန်ကြီးကကိုရီကပျက်စီးဖို့အတွက်ကိုစူးစမ်းကြတဲ့အရာအောင်မြင်လားမအောင်မြင်ဘူးဖျားထားပေးထားတဲ့လမ်းကြောင်းပေါ်မှာပဲရောက်နေတာဖြစ်တယ်ဘာဖြစ်လို့လဲယောသန်ရတဲ့ယူပါယုံကသူ့ကိုသူထားတဲ့ယူပါယုံမဟုတ်ဘူးဖျားသခင်ပေးထားတဲ့ယူပါယုံဖြစ်တယ်ဒါကြောင့်တင့်ရဲ့အသက်တာမှာဘုရားကိုချစ်တဲ့ဘုရားရဲ့တသမီတင့်ရဲ့အသက်တာမှာတယောက်ကမှတင့်ကို support မပေးရင်တော့မှဘုရားပေးထားတဲ့ယူပါယုံဆိုဘုရားပေးထားတဲ့အကျံစီ ဖျားပေးထားတဲ့ယူပါယုံအကျန်စီဘယ်တော့ခါမှပြက်မှာမဟုတ်ဘူးဆက်လက်ပြီးဖျားကိုအားကိုးပြီးသွားပါလို့ယောသလေးရဲ့အသက်တာအဖြစ်ကျွန်တော်ခွန်အားပေးခြင်းနဲ့ယောသလေးရဲ့ဒီတိုင်းမှာဆက်လက်ပြီးခါမှသွားတယ်နံပါတ်3မှာယောသလေးဟာသူ့အိမ်မက်ယူပါယုံချစ်ချင်းမပြေဆုံးလာဖို့အတွက်အများကြီးသူဒုက္ခခံစားရပါတယ်အဲဒါကြောင့်သူ့ရဲ့အသက်တာနံပါတ်3နေနဲ့ခက်ခဲကြုံနိုင်ထာဝရဖျား လမ်းပြဖို့ကိုလိုက်လျှောက်တယ်ဆိုတော့ကျွန်တော်တွေ့ရပါတယ်။သူခက်ခဲကြုံတိုင်းကြုံတိုင်းမှာထာဝရဘုရားကိုကိုယ်ကိုးစားတယ်ဆိုတော့ကျွန်တော်တွေ့လို့ရတယ်။ဒါကြောင့်မယောသတ်လေးရဲ့တက်တာမှာထာဝရဘုရားကအတူပါရှိတာဗော။ကပူချံအခန်းကြီး30နဲ့ကိုယ်အပိုင်ငယ်နှစ်ကနဲ့6မှာကျွန်တော်ဖတ်လို့ရှိရင်ထာဝရဘုရားဒီယောသတ်ဖက်၌ရှိတော်မူသဖြင့်သူဒီအကျံထမြောက်တတ်၏။ကြည့်ပါယောသတ်ဖက်မှာထာဝရဘုရားအမြင်နဲ့အတူပါရှိတယ်။ လူသားတွေနဲ့အဖွဲအစည်းနဲ့အိမ်ထောင်မိသားဆိုတော့စွန့်ပစ်ပေမဲ့လည်းပဲရောတပ်ပက်မှာထာဝရဘုရားအတူရှိပါတယ်အဲ့ဒါကတိတ်အရေးကြီးပါတယ်ထာဝရဘုရားကတည်းကရောတပ်ကိုစွန့်ပစ်လို့ရှိရင်ဒီကနေ့ရောတပ်ဆိုတဲ့နာမည်ကျမ်းစာထဲမှာကျွန်တော်တွေ့ရမှာမဟုတ်ဘူးဒါပေမဲ့ရောတပ်လေးဟာမိသားစုနဲ့အတိုင်းဝိုင်းရဲ့ပစ်ပယ်ခြင်းကိုခံရပေမဲ့လည်းပဲဖယားရှင်ရဲ့ချီးမွမ်းခြင်းဖယားရှင်ကိုအားကိုးတဲ့အသားလေးဖြစ်တယ် ါကြောင့်မယ်လူတွေကစွန့်ဖြစ်ပေမဲ့ဖះမစွန့်ဖြစ်တဲ့ဖះရဲ့တသမီဖြစ်ဖို့တည်ကြီးတယ်ဖះကိုယ်တိုင်ကလက်ခံပြီးယုံကြည်သူတွေစွန့်ဖြစ်ခြင်းခံရတယ်ဆိုဘာမှကြောက်စရာမလိုဘူးရော့တလေးကဒီတိုင်းပဲဒါပေမဲ့ဖះစွန့်ဖြစ်ခြင်းခံပြီးလူတွေရဲ့ချီးမြှောက်ခြင်းကိုတင်ခံရပြီဆိုတတိထတော့မကြခင်မတင်ဘဝဟာကြာရှုံးဖို့နီးလာပြီရော့တလေးဟာခက်ခဲကြုံတိုင်းမှာဖះရဲ့လမ်းပြမှုပေါ်မှာလိုက်လျှောက်တယ်ဆိုတော့ကျွန်တော်တွေ့လို့ရတယ် တဲ့ကြောင့်ပဲအခန်းကြီး30နဲ့ကိုအပိုင်ငယ်ငါမှာထို့တော့အိမ်နဲ့ဥစ္စာရှိသည်မြတ်ကိုအုတ်ဆိုးစီဒီကာလမှဆ၍ထာဝရဖျက်သည်ရောတက်အတွက်ထိုအဲကုတ်တုသားဤအိမ်ကိုကောင်းချီးပေးတော်မူသည်ဖြစ် ပေးတော်မူသော ကောင်းချီးမင်္ဂလာအတွင်းအပြင်ဥစ္စာရှိရှိသည်မြတ်အပေါ်မှာလည်းတည်ရောက်လေကြည့်ပါဖျားသူပါရှိတဲ့အတွက်ရောတက်ထိတဲ့အရာတိုင်းကကောင်းချီးမင်္ဂလာဖြစ်တယ်ဥစ္စာရှိရှိသည်မြတ်အပေါ်မှာတဲ့အတွင်းအပြင် အပေါ်မှာဖျက်ရှင်အကောင်းကြီးပေးတယ်ဆိုတော့ကိုကျွန်တော်တွေ့လို့ရတယ်။အဲ့ဒါကြောင့်ယောသတ်လေးကိုဘုရားကသူ့ရဲ့နှုတ်ကပတ်တော်အတိုင်းလိုက်လျှောက်လာတဲ့အခါမှာဖျက်ရှင်အကောင်းကြီးပေးတာဖြစ်တယ်။ဘုရားကိုချစ်တဲ့ဘုရားရဲ့သားသမီးတွေကျွန်တော်တို့ဒုက္ခဆင်းရဲကြုံလာတဲ့အခါမှာဖျားထဲအဲ့ဒုက္ခဆင်းရဲကမကြီးပါစေနဲ့။ကိုဖန်ဆင်းတဲ့ဘုရားကဤဒုက္ခဆင်းရဲဟာတင့်ရဲ့အတ္တတကြီးမြတ်ဖို့အတွက်တင့်ရဲ့အတ္တတရင့်ချက်လာဖို့အတွက်ကိုဘုရားရှင်ကတင့်အတွက်ကိုဂျမ်နုံခဏလေးထားပေးထားတာဖြစ်တယ် stop sign ခဏလေးထားပေးထားတာဖြစ်တယ်။အဲ့တော့ stop sign นี่ကတခါတလေကျရင်ဖျားတဲ့ကြီးမားလဲဆိုရင်ကျွန်တော်ရဲ့ဖျားကိုမမြင်နိုင်တော့ဘူး။အဲ့ဒါတွေမဖြစ်ဖို့ရောတလေရဲ့အတ္တတာကိုပြန်လည်ပြီးမှခွန်အားယူဖို့ကျွန်တော်ခွန်အားပေးချင်ပါတယ်။ဒုက္ခဆင်းရဲကြုံတိုင်းရောတက်ကဲ့သို့ဖျားရှင်ရှင်မှာဒိုးဝင်ကြရအောင်။အဲ့ဆိုရင်ထာဝရဖြတ်တည်ရောတက်ဖက်၌ရှိတော်မူသဖြင့်သူဒီအချံထမြောက်တတ်၏။တင်ကိုးကွယ်တဲ့ဖရာဟာရောတက်ကိုးကွယ်တဲ့ဖရာပါ။ ယောသနဲ့အတူရှိတဲ့ဖခင်ဟာတင့်နေတဲ့အတူပါရှိပါတယ်။ဒါကြောင့်ကြုံတွေ့ရတဲ့ပြဿနာတိုင်းကိုဖခင်ရဲ့လမ်းပြမှုနဲ့ရှောက်လန်းတဲ့ဖခင်ရဲ့သားသမီးတွေဖြစ်ကြရအောင်လို့ထပ်လောင်းပြီးအားပေးခြင်းနဲ့နံပါတ်၄ချက်အနေနဲ့ယောသရဲ့အသက်တာအဖြစ်ကျွန်တော်တို့သင်ခန်းစာယူရတဲ့အရာဖခင်သခင်ဟာတဲ့ရဲ့အသက်တာကြီးထွားဖို့သူတပားကိုကောင်းကြီးပေးဖို့အမြဲတမ်းတဲ့ရဲ့အသက်တာကိုစုံစမ်းစစ်ဆေးနေတယ်ဆိုတာကိုသိစေချင်ပါတယ်။အဲကြောင့်ရကိုအခန်းကြီး39ကိုအပိုင်ငယ်90မှာ ။ဤအိမ်တွင်လည်းကျွန်ုပ်ထက်တာ၍ကြီးသောသူမရှိပါ။နော်ဒီမှာဖော်ပြပေးထားတယ်။ကို့မယားဖြစ်သောသခင်မမတပါအဘေအရာကိုမျှကျွန်တော်အာမမြတ်တာပါ။တို့ဖြစ်လည်းအပြစ်ကြီး၍ဤအမှုကိုကျွန်တော်ပြု၍ဘုရားသခင်ရဲ့အဘေတို့ပြမနိုင်တနည်းဟုသခင်ဤမယားကိုတဲ့။ငင်း၍ပြန်ဆို၏။သူတခင်မဒီနေတိုင်းသွေးဆောင်တော်လဲရောသက်တီသွေးစကားကိုနားမထောင်သူနဲ့အတူအိတ်ချင်းနေချင်းမှုကိုရှောင်လေဤဖော်ပြပေးထားတာကိုကျွန်တော်တွေ့လို့ရပါတယ် ယောတလေးဟာသူ့ရဲ့အသက်တာအောင်မြင်ဖို့ဘုရားရှင်ကအခွင့်ပေးတယ်။ဖာရောရဲ့နော်မူးမတ်တယောက်ဖြစ်တဲ့ပိုတီဖာရဲ့ဇနီးတဲ့ကိုအသုံးပြုပြီးသူ့ကိုသွေးဆောင်တဲ့အထဲမှာယောတလေးမပြုတ်လဲပဲနဲ့။စာမွေးပွဲကိုအောင်နေဆိုတော့ကျွန်တော်တွေ့လို့ရပါတယ်။ဒါယောတရဲ့အသက်တာမှာသင်ရဲ့အသက်တာမှာငွေရေးချေးအဖြစ်လည်းဖြစ်နိုင်တယ်။သင်ရဲ့တငယ်ချင်းအဖြစ်လည်းဖြစ်နိုင်တယ်။ယောတကဲ့သို့ပဲစုံစမ်းနောက်ဆက်ချင်းလည်းဖြစ်နိုင်ပါတယ်။ ဒီအရာတွေကြုံတွေ့လာတဲ့အခါမှာတင်ရှောင်ရှားနိုင်ဖို့ကဖရားတခင်ရဲ့မဆမှုတစ်ခုထဲကသာလင်အောင်နိုင်တာဖြစ်တယ်။တကယ်လို့တင်လဲခဲ့တည်ရှင်လဲဖရားတခင်ရဲ့နာမအပြင်တင်ဟာပြန်ထပြီးခါမှရှောက်လန်းပြီးရောတက်ခဲ့တော့ဖရားရဲ့နောက်တော်ကိုရဲရဲလိုက်တဲ့ဖရားရဲ့သားသမီးတွေဖြစ်ပေါ်တော့ကျွန်တော်ပြန်ပြီးခါမှခွန်အားပေးချင်ပါတယ်။အဲကြောင့်ဖရားချစ်တဲ့ဖရားရဲ့သားသမီးဖရားသခင်ကတင့်ကိုကောင်းကြီးပေးချင်တယ် တင်အားဖြင့်သူတပားကိုကောင်းချီးပေးခြင်းမျိုးဆိုအမြဲတမ်းတင်ရအတ္တတာကိုအမြဲတမ်းစုံစမ်းလေးရှိပါတယ်။စာမင်းပွဲစစ်လေးရှိတယ်ဆိုတာကိုထပ်လောင်းပြီးခါမှကျွန်တော်သတိပေးခြင်းပါတယ်။ဖခင်ကတင်ရအတ္တတာထဲမှာစာမင်းပွဲစစ်လာတဲ့ခါမှာကုံထူးမှတ်ဖြင့်အောင်မြင်နိုင်ဖို့ဖခင်ရဲ့နှုတ်ကပတ်တော်ကိုဆွဲကြင်ပြီးမှဖခင်နဲ့အတူတကွအသက်ရှင်တဲ့ဖခင်ရဲ့သားသမီးတွေဖြစ်ဖို့တိတ်အရေးကြီးတယ်။ဒီခေတ်မှာတန်ရှင်သောဝိညာဉ်တော်ဖခင်ရဲ့လမ်းပြမှုအဖြစ်ကျွန်တော်ဒီအရာတွေကိုကြော်လွှားနိုင်ဖို့ဖခင်တခင်ကမဆာပေးတာဖြစ်တယ်။နောက်ဆုံးအနေနဲ့ ရတလီရဲ့တက်တာဖြစ်ကျွန်တော်ဘာတင်ခန်းစာယူလို့ရလဲဆိုရင်ဖျားသခင်ရဲ့အကြံအစီကိုအစဉ်အမြဲရောက်တလီဟာကိုးစားတယ်။သူ့အကူရဲ့ရောင်းချင်းကိုခံရတဲ့အိမ်မက်ယူပါယုံပေးတယ်ဖျားကအဲကောက်တို့ပြိုကဲတင်ဖို့အတွက်နှီးမျိုးစုံနဲ့သူ့ကိုဒုက္ခဆင်းရဲတွေကြုံနေပေမဲ့လည်းပဲငါ့ကိုအိမ်မက်ပေးတော့အရှင်ဟာထားဝရဖျားဖြစ်တယ်။ဆိုတော့ကောင်းကောင်းတည်တဲ့အတွက်ကြောင့်လူငယ်လေးဖြစ်တဲ့ယောတလီဟာ ဖရားရဲ့အကြံအစီတော်ကိုတရားမှာတရားအားကိုးတယ်ဆိုတော့ကျွန်တော်တို့တွေ့လို့ရတယ်ဖရားရှင်ကတင့်ကိုယူပါယုံပေးတဲ့အခါမှာဖရားကိုချစ်တဲ့ဖရားရဲ့သားသမီးတွေယုံကြည်သူတို့ဖရားရှင်ကတင့်ကိုယူပါယုံပေးတဲ့အခါမှာမပြည့်စုံဘူးလို့ဘယ်တော့ခါမှမထင်ပါနဲ့ဖရားပေးတယ်ဆိုရင်ဖရားကတာဝန်ယူလိမ့်မယ်ကြားကာလမှာဖရားရဲ့စာမင်းပွဲကိုအောင်းအောင်ပြေနိုင်တော့သူများဖြစ်ဖို့ကျွန်တော်ကောင်းအားပေးချင်ပါတယ်ယောတလေးဟာဖရားသခင်ရဲ့အကြံစီကိုအားကိုးတယ်ဆိုတော့ကျွန်တော်တွေ့လို့ရတယ် ကဘာဥချခန်းကြီး90အပိုင်ငယ်19နဲ့21မှာရောသက်ကလည်းမစိုးရင်ကြနဲ့အကျွန်ုပ်ဒီဖရာသခင်ကိုစားဖြစ်တယ်လို့တင်တို့ဒီကျွန်ုပ်ကိုညှင်းဆဲမြည်ကြံကြတော်လဲဖရာသခင်ဒီယနေ့ဖြစ်သည့်အတိုင်းလူများအသက်ချမ်းသာစေခြင်းငါဂျေစုပြုမြည်ကြံတော်မူ၏ထို့ကြောင့်မစိုးရင်ခြားနဲ့တင်တို့နဲ့သူငယ်များကိုကျွန်ုပ်ကြွေးမွေးမြည်ဟုဆိုလက်သူတို့ကိုနှိမ့်သိမ့်စေ၍မေတ္တာစကားကိုပြောလေ၏ယောသက်ကအကုတ်တို့ပြီမှာနော် စီမံခန့်ခွဲရေးဝင်ကြီးဖြစ်လာတဲ့အခါမှာသူ့ရဲ့အရာကဘလောက်အထင်မြင်တယ်လဲဆိုတော့ဒုတိယဘုရင်ခန်းလောက်အထိဖာရောပြီးရင်သူအာနာရှိဆုံးမယ်အလောက်အခွင့်ရေးရပင်မယ်လဲပဲတဲ့ဒီကနေ့မှာငါရတဲ့အခွင့်ရေးဟာတင်တို့ကငါ့ကိုရောင်းတဲ့အတွက်ကြောင့်ငါ့ကိုမနာလို့မုံတီးတဲ့အတွက်ကြောင့်တင်တို့လောက်ဆောင်တာမဟုတ်ပဲနဲ့ဖရာသခင်ကကျွန်တော်အတွက်ထားပေးထားတဲ့လမ်းကြောင်းပေါ်မှာ ကျွန်တော်မှန်မှန်ကန်ကန်နဲ့ရှောက်နိုင်ဖို့အတွက်တင်းတို့ကိုအသုံးပြုပြီးမှဒီနေရာကိုဖျားရှင်ကကျွန်တော်ကိုပို့ဆောင်တာဖြစ်တယ်ဆိုပြီးမှယောသက်ကသူ့အကိုတွေကသူ့ရောင်းစားတယ်ဆိုပြီးယောသက်ကပြန်ကလေးစားချိန်မှာကိုကြောက်လွန်းပြီးခါမှသွားတဲ့ခါမှယောသက်လေးကဒီစကားကိုပြောတာဖြစ်တယ်ညီကိုတို့မကြောက်နဲ့တင်းတို့ဂျန်စီတာတခုမှမဟုတ်ဘူးဖျားသခင်ကသူ့ဂျန်စီထားတဲ့သူပေးထားတဲ့ယူပါယုံကိုပြည့်စုံဖို့တော့တင်းတို့ကိုအသုံးပြုပြီးခါမှဒီနေရာကိုငါ့ကိုထားပေးတယ်ဆိုပြီးခါမှ ပြောတဲ့စကားလေးပဲဖြစ်ပါတယ်အဲအကြောင်းတစ်ခါလေကြာရင်တင့်ရဲ့အတ္တတာမှာနာကြီးဆရာကြီးကွဲဆဲဆရာရင်းအများကြီးရှိမှာပါတယောက်ကမှတင့်ကိုအားမပေးပဲနေတဲ့အချိန်လဲအများကြီးရှိမှာပါဒါပေမဲ့လည်းပဲအာမငေပဲနဲ့ရောတက်ကဲ့သို့ဖရာသခင်ရဲ့အကြံစီကိုကိုးစားပြီးခါမှရှောက်လှမ်းတဲ့ဖရာရဲ့သားသမီးဖြစ်ကြပါလို့ထပ်လောင်းပြီးမှကျွန်တော်ခွန်အားပေးချင်ပါတယ်။အဲဒါကြောင့်ကျွန်တော်နောက်ဆုံးအနေနဲ့ဒီတရားနှုတ်ကပတ်တော်ကိုလေ့လာတဲ့အခါမှာ သာဝရဖျားဆုံးမတုန်တင်တော်သူငယ်ဟာအစင်အမင်းနဲ့ကောင်းကြီးမိန်လာအဖြစ်ရစ်ပတ်ပြီးတူတပားကိုကောင်းကြီးမိန်လာအဖြစ်နော်တဲပိုးပေးနိုင်ပြီးခါမှာကောင်းကြီးပေးနိုင်တော်သူငယ်တွေဖြစ်တယ်ဆိုတာကိုဒီကနေ့မှလည်းကျွန်တော်ပြန်လဲပြီးခါမှာခွန်အားပေးချင်ပါတယ်အဲ့ဒါကြောင့်ဟေရှာယအခန်းကြီး90နဲ့3အပိုင်ငယ်14မှာပြောတယ်လို့တေးဤသားသမီးရဲ့ပေါင်းတို့တွေသာဝရဖျားဆုံးမတုန်တင်တော်မူတော်သူဖြစ်၍များစွာသောစီးစိမ် ချမ်းသာနဲ့ပြည့်စုံကြလိမ့်မည်လို့ပြောတဲ့အတိုင်းယောသတ်ရဲ့တတားမှာသာဝရဘုရားကိုမမေ့ဘဲနဲ့အစဉ်မြဲဘုရားရဲ့လမ်းစဉ်အတိုင်းသွားတဲ့အခါမှာများစွာသောစီးစိမ်ချမ်းသာခြင်းနဲ့ပြည့်စုံပြီးသူတပါးကိုကောင်းချီးပေးနိုင်တော်သူဖြစ်သည့်အထိဘုရားရှင်ကသူငယ်လေးကိုကောင်းချီးပေးပြီးဆုံးမတွင်တင်နဲ့လမ်းကြောင်းအတိုင်းလျှောက်တဲ့သူငယ်လေးပေါ်မှာဘုရားကောင်းချီးပြုသလိုတင်နဲ့ကျွန်တော်ရဲ့အသက်တာမှာလည်းဘုရားရှင်ကဆက်လက်ပြီးခါမှရောတက်ကဲ့သို့ကောင်းချီးပေးတော်ဘုရားရဲ့တာသမီတွေ ဖြစ်ကြရအောင်လို့ကျွန်တော်ဒီနေ့မှခွန်အားပေးချင်ပါတယ်ကျနာတို့ရောက်စီတိုင်းပေါ်မှာဖျားရှင်ကောင်းချီးပေးပါစေ